5ပါရှင့်ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။စကားနိုင်တွင်စစ်စင်ရေရှုံးနေမှုတွေအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမှုချုပ်မျိုးမေထွေးကိုစစ်တပ်ကခေါ်ယူမေးမြန်းစစ်ဆေးနေပါတယ်။အကြောင်းမျိုးမျိုးကြောင့် CDM မလုပ်ရပေမဲ့ Pre-CDM ဖျဲသည့်ဖြစ်တောင်းဝင်ချေဖို့အတွက်ပြည်သူ့ရင်ွယ်ကဖိတ်ခေါ်လိုက်တဲ့သတင်းပါဝင်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းတွင်စစ်စေရေးရှုံးနေမှုတွေအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်မျိုးမထွေးကိုစစ်တပ်ကခေါ်ယူမေးမြန်းစစ်ဆေးနေတယ်လို့စစ်ဘက်သတင်းရင်းမြစ်နဲ့ CDM ဗိုလ်ကြီးစင်ရောကပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့ကစကိုင်းတိုင်းဗမောက်မြို့ကိုတော်လန်ရေးတပ်တွေကသိမ်းပိုက်သွားတဲ့အပြင် စကိုင်းတိုင်းအတွင်းမှာထိုးစစ်ဆင်နေတဲ့စစ်ကြောင်းတွေလည်းကြားဖြတ်တိုက်ခိုက်ခံရပြီးချင်းမုံခံရကစစ်စင်ရေးရှုံးနေနေတာတွေကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်မျိုးမင်းထွေးကိုစစ်တပ်ကခေါ်ယူမေးမြန်းစုံစမ်းစစ်ဆေးနေရလို့သိရပါဗျ။အဲ့လိုဘုံမှုချုပ်မျိုးမင်းထွေးကိုအာဂတိမှုနဲ့ဖမ်းဆီးစစ်ဆေးနေတဲ့ဆိုတဲ့သတင်းတွေကိုလည်းစစ်တပ်ကကိုယ်တိုင်ဖျန့်ခဲ့တယ်လို့လည်းသိရပါဗျ။ CDM ဗိုလ်ကြီးစင်ရောပြောတာကတော့ဘုံမှုချုပ်မျိုးမင်းထွေးကိုအေးအေးယူမယ်ဆိုရင်တော့တေချာပေါက်တရှုံမှုဖြစ်တဲ့ပုံမှန်33နဲ့ စစ်ပုံကံမှုပုံမှန်36တွင်လည်းပဲဆွဲခံရဖို့များတဲ့အပြင်အဲ့ဒီပုံမှန်33ဆိုတာကတည်တံပဲလို့ပြောပါတယ်။နောက်ထပ်စစ်ဘက်တရင်ရင်းမြစ်ပြောတာကတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှပုံမှုချုပ်မျိုးမေးထွေးကိုနိုဝင်ဘာလ10ရက်နေ့ကဥပိုင်အမျက်ငွေတွေလွှဲပြောင်းပေးရပွဲခန်းနာမှာနောက်ဆုံးမြင်ရပြီးအဲ့ဒီနောက်ပိုင်းလူမြေကွင်းကနေပြောက်ွယ်ကခန်းနာတွေမှာလည်းလုံးဝမတွေ့ရတော့တဲ့အပြင်တိုင်းမှုနေရာပြောင်းလဲဖြစ်တယ်လို့မသိရသေးပဲလက်ရှိတိုင်းမှုလည်းပျောက်ဆုံးနေရလို့ပြောပါရစေ။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူပိုမူချုပ်မျိုးမေထွေရအလုတ်တင်ပိုတင်နံဒေသ26ကဖြစ်ပြီးတမ71လောက်ကန်ဒေသကိုကဲမှုစစ်ဌာနချုပ်ကြောင်မဲအမတ်တင်စစ်စင်ရေးကိုကဲမှုစစ်ဌာနချုပ်တို့မှတမမူအဖြစ်တာဝန်ယူခဲ့ပါတယ်။2024ခုနှစ်ဩဂတ်3ရက်နေ့ကကိုကန် MNDAA နဲ့ပူးပေါင်းတပ်တွေကအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခမှာရှိတဲ့လာရှိုးကိုတိုက်တဲ့အချိန်မှာတိုင်းမူပိုချုပ်ဆိုတင်တိုင်းစစ်ဦးစီးချုပ်ပိုမူချုပ်တပ်ထင်ဆိုတို့နဲ့အတူ ပုံမှုချုပ်မျိုးမထွေးကလည်းကိုကန် MNDA စီမှာအလက်နက်ချအညံ့ခံခဲ့ပါသေးတယ်။2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့ကလာရှိုးတိုက်ပွဲမှာလက်နက်ချအညံ့ခံခဲ့တဲ့ပုံမှုချုပ်မျိုးမထွေးကိုမင်းရောက်လိုက်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်ခန့်အပ်ခဲ့ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့မလွဲမရှောင်သာနန်းစီဒီယံဖြစ်နေရသူတွေအနေနဲ့စေအုပ်စုရန်ရရကနေဟမ်မပြတ်တာဝန်ထမ်းဆောင်ပြီး ပရီစီဒီယံဖျဲသည့်ဖြစ်တောင်းဝင်ထမ်းဆောင်ကြဖို့ကိုပြည်သူ့ရင်ခွင်ကဖိတ်ခေါ်ထားပါတယ်။စစ်ရေးနိုင်ငံရေးကြိုတင်ခံမှန်းနိုင်မှုတွေမှာပရီစီဒီယံဖျဲသည့်တွေကအရေးပါတာကြောင့်အမျိုးသားညီညွတ်ရေးဆိုရကာဝယ်ရေးဝန်ကြီးဌာနရဲ့ပရီစီဒီယံဖျဲသည့်ဖြစ်တောင်းဝင်ထမ်းဆောင်နိုင်မဲ့အခွင့်အရေးကိုအမေရိကဆုပ်ကိုင်ဖို့လိုတယ်လို့ပြည်သူ့ရင်ခွင်ကဆိုထားပါတယ်။ပရီစီဒီယံတွေစီကနေစစ်တရေလှုပ်ရှားနေမှုတွေစစ်ရေးနိုင်ငံရေးအရေးတွေတက်ဌာနတွေစီပေးနေတဲ့အမိန့်ညွှန်ကြားချက် ဝန်ထမ်းရတရားမောင်းနေနေပုံတွေကိုသိရတာမျိုးတွေရှိနေတယ်လို့ပြည်သူ့ရေခွေတာဝန်ရှိသူတယောက်ကပြောပါရယ်။ဒါအပြင်အထင်ရှားဆုံးကတော့လေတက်ကတိုက်လင်ရတဲ့ဆင်းတွေကိုသိရတာမျိုးလို့ဆိုပါရယ်။အဲ့ဒီအပြင် presidium တယောက်အနေနဲ့ပြည်တွင်းမှာလုံခြုံရေးပြဿနာတစ်ခုခုပေါက်လာရင်လည်းပြည်သူ့ရင်ခွင်အနေနဲ့ကုညီကယ်ဆယ်ရေးအတွက်ပြင်ဆင်ထားတာတွေရှိတယ်လို့သိရပါဗျ။ ဥပမာအနေနဲ့ presidium တွေကရှေ့တန်းလိုက်ရတယ်ဆိုရင်ရှေ့တန်းနေမျိုးကနေခေါ်ထုတ်တာမျိုးတွေအပြင်နောက်ဆုံးတိုက်ပွဲဖြစ်လို့စစ်တုံးပန်းအနေနဲ့အဖမ်းခံခိုင်းလိုက်ပြီးမှခေါ်ထုတ်ဆောက်ရှောက်တာမျိုးတွေလို့ပြည်သူ့ရင်ခွင်ကရှင်းပြပါတယ်။ဒါအပြင် presidium ကုတ်တွေလည်းပေးထားတာဖြစ်တော့ဖေရဲသည့်ရဲဘော်တွေကိုအခုချိန်ထိအဖိတ်အစင်မရှိကဲထုတ် ပေးထားတဲ့ဖြစ်စဉ်တွေရှိထားပြီးသားပါလို့ဆက်ပြောပါတယ်။ အမျိုးသားညီညွတ်ရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနကပြည်သူ့အမာခံသတင်းပေးပို့သူဖျဲသည့်လုံလို့သူတွေအနေနဲ့ဌာနကိုချိတ်ဆက်ပြီးသတင်းအချက်အလက်တွေကိုလုံခြုံစွာပေးပို့နိုင်မယ့်အပြင်သတင်းအချက်အလက်တွေအပေါ်မူတည်ပြီးချင်းမြင့်ငွေတွေကိုလည်းရရှိခံစားနိုင်မယ်လို့ဆိုထားပါတယ်။ တားအပြင်ဖျဲသီးတွေအနေနဲ့ကာကွယ်ရေးဝန်ကြီးဌာနရဲ့အကာအကွယ်ပေးမှုအာမခံချက်တွေကိုတော်လန်ရေးကာလအတွင်းမှာပဲဖြစ်ဖြစ်အလွန်ကာလမှာပဲဖြစ်ဖြစ်ပြေဝါစာခံစားရမှာဖြစ်ပြီးစစ်တပ်နဲ့ရဲတပ်ဖွဲ့တို့ကသတင်းပေးပို့သူတွေအားပြည်သူ့ရဲ့ခွေခလုံးရေးစီစဉ်တွေရဲ့အကျိုးခံစားခွင့်တွေကိုလည်းရရှိမှာဖြစ်တယ်လို့တရားဝင်ထုတ်ပြန်ထားပါတယ်ရှင်ပကိုးတိုင်းဘက်ကသတင်းတွေကိုကြည့်အောင်ပါ ဘကိုးတိုင်းတောင်ငူမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား၁၀ယောက်သေဆုံးပြီးအရာရှိတဦးအပါအဝင်ထိခိုက်ဒဏ်ရာရရှိသူတော်တော်များတယ်လို့ KNU တမန်နဲ့တရင်ကကန်းဒီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၁၉ရက်နေ့မနက်3:40မိနစ်ခန့်မှာလိတ်တုံမြို့ကနေတောင်ငူမြို့နယ်တဲကိုဆင်းလာတဲ့အင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေက ကိုပင်အုပ်ပင်ရွာနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာကြောင့်အကြံဖက်စစ်တပ်ဘက်ကစစ်သား၁၀ယောက်ကျော်သေဆုံးခဲ့ပြီးအယောက်၂၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်အဲ့ဒီထဲမှာပိုကြီးတအူးလည်းပါဝင်နေတယ်လို့ KNY တပ်မနဲ့တရင်ကကန်းဒီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရယ်အဲ့ဒီတိုက်ခိုက်မှုကို KNY တပ်မနဲ့တရင်ကနဲ့တရင်၆ကတော်လိုင်းရဲဘော်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါရယ်ရှင်ပကိုယ်တိုင်းဘက်ကိုစက်တီအောင်ပါ ပဲခူးတိုင်းရွှေကျင်မြို့နယ်နဲ့မူးမြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်ကရိုးတိုင်းရွာနဲ့ခရစ်ယာန်ဘုန်းကြီးကျောင်းဝင်းကိုအသေးခံ drone လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဘူကထုတ်ပြန်ထားပါတယ်။ညောင်လေးပင်ခရိုင်အတွင်းမှာရှိတဲ့ရွှေတင်မြို့နယ်နဲ့မူးမြို့နယ်တို့ကကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကအသေးခံ drone လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကမူးမြို့နယ်မှာအကြမ်းဖက်စစ်တပ်က ကွင်းချောင်းဝါကနေအသေးခံဒရုန်းတစ်စီးနဲ့ဝဲကြီးကြီးရွာခရစ်ယာန်ဘုရားကျောင်းဝင်းတွေကိုဖောက်ခွဲတိုက်ခိုက်ခဲ့ရာကြောင်းဆိုလာပြားတစ်ချက်ထိမှန်ပျက်စီးခဲ့ပါတယ်။အဲ့ဒီအပြင်နိုဘမလ15ရက်နေ့ကလည်းရွှေကျင်မြို့နယ်ထဲမှာရှိတဲ့အကြံဖက်စစ်တပ်က87မမလက်နက်ကြီးတလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင်းရိုးတိုင်းကြီးရွာတွေကိုကြားရောက်ပောက်ကွဲခဲ့ပြီးအသက်22နှစ်ရွယ်မှအေးမြသူထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။အခုလိုမျိုးပဲပြီးခဲ့တဲ့နိုဘမာလ3ရက်နေ့ကလည်းမူးမြို့နယ်ထဲမှာရှိတဲ့အကြံဖက်စစ်တပ်ရဲ့ခမရ၄၃ကိုတရင်က ပင်မကြိုကြေးရွာလေးကိုဒရုန်းနဲ့ပုံနှလုံးကျဲချခဲ့တာကြောင့်ကြေးရွာနေပြည်သူအသက်40နှစ်ရွယ်တော်ရင်မို့နဲ့အသက်6နှစ်ရွယ်မောင်တာသားတွေတို့နဲ့ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်တွေလည်းပျက်စီးခဲ့ပါတယ်ရှင်။မကွေတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မကွေတိုင်းပေါင်းမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကကြေးရွာလေတော်နဲ့ဘုတ်ခုတ်ကျင်းတွေထဲမှာမိုင်းထောက်ခဲ့တာကြောင့် ပြည်သူသုံးမိုင်းနှိမ့်ပြီးပြင်းထန်ဒဏ်ရာရခဲ့တဲ့အပြင်ကြီးဝါတွေကိုလည်းဇက်တိုက်မီးရှို့နေတယ်လို့ပေါင်းမြုံနယ်လူသားစာနာဌာနရဲ့တာဝန်ရှိသူနဲ့ဒေသခံပြည်သူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့ကနေစတင်ပြီးပေါင်းမြုံနယ်မြောက်ပိုင်းမှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်း၄ကြောင်းခွဲပြီးစစ်ကြောင်းထိုးနေရာကြောင်းကျေးရွာ၄၂ရွာကပြည်သူ၃000ခွဲခန့်နှီးစက်ရတောတောင်တွေကိုစစ်ဘေးတိမ်းရှောင်ရနေရက ပေါကပါစာ20နဲ့လက်နက်ဆက်ယုံကလည်းလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်ခဲ့တဲ့ပြင်လေကြောင်းနဲ့လည်းဘုံကျဲတိုက်ခတ်ခဲ့လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကြေးဝါတွေတဲကိုစစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာပြည်သူပိုင်းနေအိမ်ခြံဝင်းတွေဘုံခိုကျင်းတွေနဲ့လေယာတော်သွားရလမ်းတွေမှာနေမိုင်းတွေထောင်ထားခဲ့တာကြောင့်ပေါင်းမြို့နယ်တောင်ပိုင်းမှာရှိတဲ့ကြေးဝါနေရွာကပြည်သူ၃ဦးဟာမိုင်းနှိမ့်မိပြီးခြေထောက်ပြတ်တောက်ခါပြင်းထန်ဒဏ်ရာရရှိခဲ့ပါဗျ။ အဲ့ဒီစစ်ကြောင်းကနိုဘမာလ16ရက်နေ့ကလည်းကြောက်ကရွာကကာလာရှည်စစ်ဘေးရှောင်တွင်နေထိုင်တဲ့တဲအလုံး30ကိုမိရှို့ဖျက်ဆီးထားတဲ့ပြင်နိုဘမာလ16ရက်နေ့မှာလည်းတဲပင်ရွာကပြည်သူပိုင်နေရင်6လုံးကားကိုယ်တော်နဲ့ဈေးဆိုင်ခန်းတွေကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်အဲ့ဒီအပြင်မနေ့ကနိုဘမာလာ20ရက်နေ့မှာတော့ကြောက်တိုင်ခင်းရွာပေါကုံးရွာဖလန်ကန်းရွာနဲ့ထမ်းပေါကုံးရွာအနီးအနားမှာရှိတဲ့တောတဲတွေနေအိမ်တွေကိုဇက်တိုက်မိရှို့နေပါတယ်။ အဲ့ဒီအကြံဖက်စစ်တဲ့စစ်ကြောင်းဟာပေါင်းမြုံနယ်အတွင်းစစ်ကြောင်းထိုးလာခြင်းကနေစတင်ပြီးအခုအချိန်ထိလမ်းပြအဖြစ်ဖမ်းဆီးထားတဲ့ပြည်သူနှုတ်ဝက်ပါဝင်ကြီးရွာတွေကပြည်သူရှိဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးပြည်သူ20ကျော်ကိုလည်းဖမ်းဆီးခုံဆောင်သွားပါသေးရဲ့ရှင်။စကိုင်းနိုင်ဘက်ကိုကြည့်အောင်ပါ။စကိုင်းနိုင်တပင်းရင်းမြို့နယ်မှာရှိတဲ့ရင်ကြီးရွာဖုံးကြီးကျောင်းကိုအကြံဖက်စစ်တပ်ကချန်ဟယ်ကော့ပတာတွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင်းပြည်သူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တပင်းရင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ထုတ်ပြန်ကြတဲ့ ဒေသခံပြည်သူတွေကလည်းရန်ကုန်ခေတ်သစ်ကိုပြောပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ19ရက်နေ့မှာတပင်းရင်းမြို့နယ်ရင်ကျေးရွာဖုံးကြောင်ကိုမုံရွာနာမခါကနေတက်လာတဲ့ဂျန်ဟယ်ကော်ပတာ3စီးကတိုက်ပွဲမဖြစ်ပွားဘဲဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဖုံးကြောင်အဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ပြီးပြည်သူ၃ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူတို့ကပြောပါရယ်ပြည်သူတွေအနေနဲ့အကြံဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရင်ဘေးကင်းလုံခြုံတဲ့နေရာတွေမှာပဲနေထိုင်ကြဖို့ကိုတပင်းရင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါရယ် အဲ့ဒီလိုမျိုးပဲမနေ့ကနိုဝင်ဘာလ20ရက်နေ့မနက်7:00နာရီခန့်မှာမုံရိုင်မြို့နာမခါကနေတက်လာတဲ့အကြံဖက်စစ်တရဲဂျန်ဟော့ကော်ပတာ3စီးကမကွေးတိုင်းပေါင်းမြို့နယ်ထဲမှာရှိတဲ့ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာကြောင့်ပြည်သူတွေထိခိုက်မှုရှိမှရှိကိုအတိပြုနိုင်တာမရှိသေးဘူးလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံချွန်ပူရီခရိုင်မှာရှိတဲ့ဖော်ကျိတ်ဆက်ယုံတစ်ခုမှာလုံလုံနေတဲ့မြန်မာလူငယ်အလုသမားတယောက်ကျိတ်ဆက်တဲ့မတော်တဆပါသွားကခန္ဓာကိုယ်တစားစီဖြစ်ပြီးအသက်ဆုံးရှုံးခဲ့ရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နိုဗမာလ19ရက်နေ့မင်းည10နာရီဝင်းကျင်ခန်းမှာအသက်24နှစ်အရွယ်မြန်မာလူသားကိုတက်ဇော်ဆိုသူဟာကျိတ်ဆက်ထဲမှာဖော်ရကျရင်မတော်တဆလူတကိုယ်လုံးဆက်ထဲပါသွားခဲ့ပြီးခန္ဓာကိုယ်အစိပ်ပိုင်းတချို့ဖော်ရနေအတူပြန်ထွက်လာခဲ့တယ်လို့မျက်မြင့်တွေ့ရှိသူတွေနဲ့ပြောဆိုကြရသိရပါတယ်။ ကိုသက်စောကအဲ့ဒီစက်ယုံမှာလုံဝင်တာ၅လခန့်သာရှိသေးတာဖြစ်ပြီးဖြစ်စဉ်ဖြစ်ပွားတဲ့နောက်စက်ယုံမန်နေဂျာရဲ့အကြောင်းကြားမှုကြောင့်ကေဆယ်ရေးနဲ့ရဲအဖွဲ့တွေတွားရောက်ကစက်ထဲကရုပ်အလောင်းကိုထုတ်ယူဖို့ကြိုးပမ်းပေမဲ့အပူချိန်လွန်ကဲနေတဲ့အတွက်နောက်တနေ့မနက်ကျမှပဲဖော်ပိုင်းစားတွေနဲ့ရောနှောနေတဲ့စိတ်ပန်းတချို့ကိုထုံနိုင်ခဲ့လို့သိရပါတယ်။ရှေ့တက်ဖွဲ့ကဥပဒေအရရေးယူမှုတွေလုံနိုင်ဖို့အတွက်စက်ယုံမှာရှိတဲ့ CCTV မှတ်တမ်းတွေနဲ့အခြားလုပ်သားတွေကိုစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ္တရနေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ